နနခင်ရဲ့စားမှာတော့ဇန်ကန်နဲ့နဗီယာအစားစားနေကြတယ်။တခင်ကလည်းကျမစားတဲ့အစားစားကိုပဲစားတာလား။ဟမ်ဟုတ်တယ်လေအဲ့ဒါဘာထူးဆန်းလို့လဲ။ဒီအစားစားကကျမတို့လိုကျွန်နေပဲစားတဲ့အစားစားမျိုးပါ။အဲ့ဒါကိုတခင်ကလည်းစားတယ်ဆိုတော့ထူးဆန်းနေလို့မင်းမိတာပါ။ဟမ်ဒါကကျွန်နေပဲစားတဲ့အစားစားမျိုးဟဲ့လား။ဒါကကျွန်နေစားတဲ့အစားစားပဲပေါ့။ဒါပေမဲ့ဒါတွေကိုငါငငယ်လေးကတည်းကစားလာခဲ့တာ။အဲ့လိုမျိုးတော့တခါမှမတွေးမိဘူး။ဒါဆိုတခင်အတွက်ကျမတို့ခုခုပြင်ပေးရမလား။ဟမ် မင်းကဟင်းရှက်တက်လားဟာโอเคဒါဆိုလဲငါတို့မျိုးလေးကိုဈေးသွားဝယ်ကြရအောင်ဒီလိုနဲ့ဆန်ချစ်ရောက်လာကြပြီးတော့သူတို့ကိုသူတို့ပတ်ဆက်မရှိမှန်းသိပြီးတော့လှည့်ပြန်ခဲ့ကြရတယ်ဒီလိုနဲ့အစောနာဆန်လည်းဓမြတိုက်ခတ်နေရတာကြောင့်ဇန်ကန်လည်းနဖီမျက်နှာနဲ့တွားရောက်ကူညီခဲ့ပါတယ်နဖီတေးရချီတာတော့ဒီလိုဓမြကောင်နေဆိုတာပါမွားကောင်လေးတွေပဲရဟာ ားဒီဘက်မှာလည်းသူတို့ပတ်စံပေးပြီးငှားထားတဲ့မော်ဆီယာတယောက်ကရောက်လာခဲ့တယ်။မော်ဆီယာလည်းမော်ဆန်ဝင်းကိုထုတ်လိုက်ပြီးမြဲဆန်ကန်လည်းမော်ဆန်ဝင်းကိုထမ်းထွက်လိုက်ပြီးတော့မော်ဆီယာကိုအဘေစူရဂျာချက်ရပါစစ်ပေါ်စစ်မီရာဒီလိုနဲ့ဇန်ကန်းကိုဆိုင်ရှင်လည်းအတပြားနိုင်ငယ်ပေးပြီးတော့မျိုးအတူတူထွက်လာခဲ့ကြတယ်။ဇန်ကန်းကလည်းဝက်စားဆိုင်ကိုတွေ့သွားပြီးတော့နက်ဖီကိုဝက်စားဝယ်ပေးမယ်ဆိုပြီးတော့ဝင်လိုက်တယ်။ စံချင်းကမာလေးကလည်းချွတ်ချွတ်သားသားပဲနှုတ်ဆက်လိုက်ပါရယ်။စံငယ်ကလည်းနဖီအတွက်အတင်းတော်တဲ့ဝက်စားတွေရွေးပေးပါဆိုပြီးပြောလိုက်ပါရယ်။စံငယ်ကလည်းနဖီရဲ့ level ကိုဘယ်လိုပြောအောင်လဲဆိုတော့စဉ်းစားနေရယ်။အဲ့ချိန်နဖီကလည်းရုတ်တရက်ဘလို့လဲရှင်းသဘောကျတယ်မလား။ကျမကရှင်းရင်ကြိုက်ကိုရွေးပေးထားတာလေ။ငါကမင်းနဲ့လိုနှာဘူးမဟုတ်ဘူးကွာ။နဖီကိုရင်းရင်းကျေးကျေးလေးတွေပြန်ဝေးပေးလိုက်စမ်း။ကောင်းပြီလေ။ โอเคဒီလောက်ဆိုရပြီ။ Nafi ကဒီလိုဝတ်စုံလေးနဲ့လိုက်တယ်။ဒီလိုနဲ့ငွေရှင်းပြီးတော့ပြန်ထွက်လာခဲ့ကြတယ်။ဆက်ရှိကောင်မလေးရဲ့လေ Nafi ကိုတခုခုပြောလိုက်တာကြောင့် Nafi ကလည်းတခုခုသဘောပေါက်သွားပါတယ်။ मेरे मालिक मेरी फिक्र करते हैं Nafi ရဲ့အမဗာလိုနီယာရဲ့လာဟိုဆိုင်နဲ့ကိုသွားကြရအောင်။โอเคလာပါပြီခင်။ငင်္ဂလာပါမော်စီအီဗာမ ्या ကူညီပေးရမလဲခင်ဗျာ။ကျွန်တော်ဒီကောင်မလေးရဲ့လေဘက်ကိုဖြုတ်ချင်လို့ခင်ဗျာတခင်ကဒါကိုဖြုတ်ပြီးမလို့လားဟင် ကြောက်ပါနဲ့နဖီရေကိုကမေးကိုမချုံနှောင်ထားခြင်းပါဘူးနဖီကလည်းဆတ်မေးဆေးရဒီလေဘက်ကအစင်မြင့်မော်ဆွမ်းအားနဲ့လှုပ်ထားတာသူ့ကိုတေချာမဖွင့်ရင်မင်းကလေးရဲ့လေဘေးမှာပြတ်သွားနိုင်တယ်ပြီးတော့အဲ့ဒါကိုကျွန်တော်တို့လက်ဖွင့်မပေးနိုင်ဘူးနောက်ပြီးတော့အဲ့ဒါကိုဖိနေတော့ကလည်းတင်းတင်းရမှရှိနေနိုင်ပါတယ်ဆရာဇန်ကန်လည်းနဖီနဲ့ဈေးဝင်မိုးထုတ်သွားတာကြောင့်ဒီညစာကိုစားတော့ဆောင်မှာပဲစားတော့ဖို့ဆုံးဖြတ်လိုက်ပါတယ်စားနေရင်နဖီကယခင်နေဟောတာအော်အော် ။အချာ။ကြီး။ပြီးတော့ဇန်ကန်လဲနဖီကို။သူနဲ့ခလာရတာလား။အာမေရီပါရီ။တို့ကဲဆလာကအမီထလာကြရဲဆန်ကန်နဲ့နဖီလေသူတို့လူတွေဝမ်းကြီးနေရကြအောင်စားတောက်ဆိုင်နေရအမြန်ပြေးထွက်လာခဲ့ပါတယ်တဖက်မှာတော့ဇကန်ကလေးတဲ့ကောင်မလေးကိုတွေ့ရမှာဖြစ်ပြီးသူကတော့မော်ဆရာကိုတုတ်တင်နေဖះချောင်းကမြင့်တဲ့ဓာတ်ကိုင်းဆောင်သူပဲဖြစ်ပါတယ် ငါတက်ခင်အရောမရှိမှာဇန်ကန်လို့ခေါ်တဲ့မော်ဆီယာငါ့ကိုကဲသွားခဲ့တာပဲဒါတကယ်ပဲဖြစ်ခဲ့ရလားကွာဒါရီကအိမ်မက်လို့ပဲသူ့အနောက်ကိုဘုန်းတော်ရပါကြောက်လာပြီးတော့ဟေးချာလက်ဗက်လေငါတို့အမှုတစ်ခုစုံစမ်းရထားတယ်အမှုနဲ့တက်ဆန်တဲ့လူကတော့မော်ဆီယာလေးဇန်ကန်ပဲအဲ့ဒါနင်းကင်တွေလိုက်မလားရှာလဘလေးရလေတအားသဘောတူလိုက်ပြီးတော့သူကိုယ်တိုင်မဲ့တော့ရောက်တက်ခိုက်ဖို့ဆုံးပြလိုက်ပါတယ်ဇလန်လေးရလေဒီနေရာမှာပဲပြီးဆုံးသွားပါတယ်အားလုံးကျေးဇူးတင်ပါတယ်တဒါ